ပါတော့ကပြင်းယူတယ်။တော့ဘာသာဗမာပြည်မှာနိုင်ငံရေးသမားဆက်ဆက်ဆိုတာဘူးဘူးလို့လောက်ပဲရှိရတယ်။အခုခက်ကလို့နိုင်ငံရေးသမားဆိုတာပေါ်ပင်နေဖြစ်နေနော်။ကျွန်တော်စီဝိုင်းရပဲကြီးကြီးနိုင်ငံရေးရပဲကြီးမှာဆိုရင်ဘာသာမကေဝန်ကြီးချုပ်ဦးနုရဲ့ခြေသူတို့ပြန်ပြီးတော့ကျွန်တော်ကသတိရခဲ့တာရှိမှာပဲ။ဒါပဲပြောပြောကျွန်တော်ဒီဘက်ကနိုင်ငံရေးအမြင်တွေတော့ပြန်ကြည့်မှာဆိုရင်ဘာသာမကေကဝန်ကြီးချုပ်ဦးနုရဲ့ နိုင်ငံရေးခေတ်ကိုကျွန်တော်တို့ကမှတ်သားမှနောက်ဆုံးတတ်တာလည်းဖြစ်ခဲ့ရပါတယ်နိုင်ငံပေါ်မှာထားတဲ့စည်ရင်ပြည်သူပေါ်မှာထားတဲ့စည်ရင်စာပေနဲ့အမှုပြညာထားတဲ့စည်ရင်ကိုအမြန်ဂုံနေရခဲ့ရှိပါတယ်1968ခုနှစ်မှာဦးနူကိုဗိုလ်ချုပ်ကြီးနေဝင်ထောင်းအောင်လွတ်တယ်ဦးနူတို့တို့ပေါင်းလို့ကြအောင်ဦးနူဘာလို့ချင်မလဲတမ်းပြီးကိုကောင်းအောင်လုပ်မလားဆိုတော့ဦးနူကပြန်ပြောတယ်ဘုန်းနေဝင်ခမည်း ျုပ်ရှီကယူသွားတဲ့အာဏာကိုကျုပ်ကိုပြန်ပေးလွတ်တော်မှာတင်လိုက်ပြီးတော့ခမည်းကိုကျုပ်ကချက်ချင်းပြန်ပြီးတော့ဝင်းကျုပ်ခံပေးမယ်လေးနှစ်နှစ်ကျိန်းရှင်းနှစ်တည်းတည်းခမည်းတိုင်းမျိုးအုပ်စိုးပါကျုပ်ဒီလိုပဲတင်ပြခြင်းလည်းပြောတဲ့ခါကျတော့ဦးနုကိုဦးနုတင်ပြချက်ကိုဘုသူကြီးနေဝင်ရလက်မခံဘူးလက်မခံမနဲ့26နှစ်အုပ်စိုးသွားတယ်အာနာဘင်္ဂနာဖြစ်တဲ့ရေခင်္ဂနာမှာဝင်းကျုပ်ဦးနုရဲ့ ဇံပြဆိုးကဖွဲ့လာမှာဆိုရှင်တယ်ကျွန်တော်ဘာပဲပြောပြောအဲ့ဒီမှာပါကျွန်တော်တို့တကယ်နုရဇံပြဆိုးကကိုနော်ကျွန်တော်တို့အားလုံးကနေပြောလက်ခံပြီးတော့ဆွဲမဆိုရှင်ဂျင်းအာနာရှင်ဆိုးရတွေကခေါင်းထောင်လာတာအကြောင်းမရှိဘူးကျွန်တော်အဲ့တုန်းကကျွန်တော်ဒီသူတွေမြင်ရွတ်လာတယ်နော်ဒီသူတွေမြင်ရွတ်လာတယ်ကျွန်တော်ဒီဒဏ်ကရေးခေါင်းဆောင်တွေမြင်ရွတ်လာတယ်ကြောင့်ကျွန်တော်တို့တွေကဘာပဲပြောပြောဒီဆေးဆိုးရအချို့အပေါ်မှာကျွန်တော်တို့ကနှစ်ပေါင်း50ကျော်ကျွန်တော်အချို့တော့ခံခဲ့ရပါတယ် အဲ့ဒီတုန်းကလည်း88တုန်းကလည်းဖေဖေးအနေနဲ့ကဆရာဟိုတင်းပေါ့ဒီစင်ပြိုင်အစိုးရဆိုတာဖွဲ့ခဲ့တယ်ဆိုတဲ့ဟာကအဲ့ဒီလိုဒါသူအမျှော်မြင်ကြီးမှုတစ်ခုကိုပြတာတာပါပဲဒါပေမဲ့အများကတော့ဒါဟိုပွဲလန်နှုတ်ဖြာခင်းနေပါတယ်ဆိုပြီးတော့အကုန်လုံးသဘောထားတွေကွဲလွဲပြီးတော့ပေါ့နော်ဒီဟိုတင်းကလုံကမအောင်မြင်ခဲ့ဘူးဒါမှအောင်မြင်မှုဆိုတာကလည်းဒါတစ်ခါလေကြတော့ဒါကန်တရားလို့ပဲပြောရမှာပေါ့လေနိုင်ငံတနိုင်ငံရဲ့ကန်တရားပေါ့ပြည်သူတွေရဲ့ကန်တရားပေါ့ ဒါအောင်တကယ်နိုင်ငံရေးသမားစစ်စစ်အနေနဲ့ဥမှုကိုကြီးညုံလို့ဟိုတုန်းကတော့အဲဒီမင်းနဲ့သာရှင်းစပွဲတုန်းကတော့ဟိုဒီမင်းဘက်ကဆိုတော့ဥမှုမုံမပေါ့ဒါမှမဟုတ်တော့မမုံဘူးနော်ဘာပြောသူ့ရဲ့အရင်ချင်းနဲ့ဟိုဝဲကြီးညုံတာလေနောက်တော့သူ့ရဲ့ဘာသာရေးအယူအဆတွေလည်းဘာလို့လက်ခံတယ်မြို့ဥနုရခက်ကိုကျွန်တော်ပြန်ကြည့်မှဆိုရင်တော့ကျွန်တော်တို့ဒီနေ့ဖြစ်နေတဲ့အရှင်ကြည့်မှဆိုရင်ကျွန်တော်မှတ်တမ်းမှာပဲကျွန်တော်နှစ်လောက်တတ်တာပြီးဘာမှတော့ကောင်းပါလေလို့ပဲပြောချင်ပါတယ်